တခါတော့ကပင်လေကန်းဆက်မှာအုံမင်တပင်ပေါ်မှာ ရှင်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့အဲ့ဒီလိုနေရင်တနေ့ကျတော့ရှင်မလေးကအုံမင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းတော့တာအဲ့ဒီမှာပင်လေဒီလိုင်းလိုင်းတစ်ခုကလိမ့်လာပြီးတော့သူ့ကိုတခါတည်းအုပ်ပြီးတော့ဆွဲခေါ်သွားအဲ့ဒီပင်လေရေထဲမှာနစ်ပြီးတော့အဲ့ဒီရှင်မလေးတည်ရှင်မလေးကသေးသေးလေးဆိုတော့လှိုင်းကြီးလာတာဘယ်မြင်မှာလဲ ဲ့တော့အချိန်တန်တော့ပြန်မလာတော့ရှင့်ဘုရားဥမင်ဘုရားနေနေရမရှိတော့မရှိပါလေပြန်မလာဘူးပြန်မလာဘူးအဲ့ဒါနဲ့ဥမင်ဘုရားနေရှင့်ပြီးတော့ဒီရှင့်မလေးဟာပင်လေထဲမှာရှိတယ်ဒီပင်လေထဲရောက်သွားတာကလေပြန်မလာတာအဲ့တော့ဒီရှင့်မလေးကို သူတိတ်ပြီးတော့တွေ့ကျင်နေဆိုရင်ဘလို့လုံးမလဲအဲ့ဒါနဲ့ရှင်မလေးကို တွေ့ကျင်တဲ့ဇောနော်ဒီချစ်ခင်မှုကသူ့ကိုဘလောက်ထိနှိပ်စက်တယ်လဲဆိုတော့ ရှင်မလေးဒီပင်လေထဲမှာရှိတယ်ဒီပင်လေထဲမှာရှိတယ်ငါသူ့ကိုတွေ့အောင်ဘယ်နဲ့လုပ်ရမလဲအဲ့တော့ဘာလုပ်တုံဆိုတော့အဲ့ဒီပင်လေထဲကိုခဏလေးရှင်းအမိကလေးကိုစိမ့်စိမ့်ပြီးတော့ကမ်းပေါ်ပြန်တက်ရေဆွထားတဲ့အဲ့အမိလေးကိုဇက်ဇက်ဇက်ဆိုခါခဏနေတော့ပင်လေထဲရှင်းအဲ့ဒီအမိလေးကိုစိမ့်နှစ်ပြီးတော့ကမ်းပေါ်ပြန်တက်ဇက်ဇက်ဇက်ဆိုခါအဲ့ဒီလိုခေါက်တုတ်ခေါက်ပြန်လုံနေတော့ ကန်းဆောင်လက်ကြီးကမြင်တယ်မြင်တော့တနာတယ်တဲ့ကြည်စမ်းရှင်ကလေးချစ်ချင်းကြောင့်ပင်ပန်းနေပြီအဲ့ဒါနဲ့ကန်းဆောင်လက်ကကိုထင်ရှားပြပြီးတော့မင်းဘာလုပ်တာရောကျုပ်ချစ်တဲ့ရှင်ကလေးဒီပင်လေထဲမှာရှိဒီရှင်မလေးကို တွေ့ဖို့အတွက်ပင်လေရည်ဒီခန်းအောင်ကြိုးစားနေတာဟမ်ဒကမကြီးတွေဘာလုပ်နေတာလဲတော့ ။အေးပင်လေရေခမ်းအောင်အမိနဲ့နှစ်ပြီးတော့ခါနေတာတဲ့။အဲ့ဒီတော့ကန်းဆောင်တတ်ကမဖြစ်နိုင်ဘူးနော်။ဒါမဖြစ်နိုင်ဘူး။မင်းသေးလာသွားမယ်ပင်လေရေတွေဘယ်တော့မှခမ်းမှာမဟုတ်။မင်းချစ်ချင်းကြောင့်ပင်ပန်းနေပြီ။မင်းကသာမင်းရှင်မလေးကိုချစ်လို့ပင်ပန်းနေတာမောင်ကြီး။တနာလွန်လို့မင်းချစ်တဲ့ရှင်မလေးကဘဝပြောင်းပြီးတော့ ောဒီပင်လေကြီးကိုအစိုးရတဲ့ပင်လေဆောင်နတ်မင်းကြီးရဲ့နတ်မိဖုရားလေးဖြစ်နေတယ်မောင်ဟာဟုတ်လားမျက်လုံးပြူးသွားတယ်ရှင်လေးကအဲ့ဒါနဲ့ဖန်ဆင်းပြတယ်တဲ့ပုံမြင်တော့ပုံမြင်တော့အေးဖန်ဆင်းပြတယ်တဲ့အဲ့တော့ပင်လေဆောင်နဲ့မင်းကြီးရဲ့ဘေးမှာပြုံပြုံကလေးနေမှာပေါ့စိတ်ကူးတဲ့မြင်အောင်လာကြည့်ပြီတော့ဟုတ်လားအဲ့ဒီတော့အကရှင့်မိုးလေးကမော့ကြည့်ပြီတော့ကြည်စမ်းငါကသာသူ့ကိုတွေ့ရင်လို့ချက်ခုတ်ချက်ခဲကြိုးစားနေရတာ ဒင်းကပျော်လို့ပါလားပိတ်တဲ့စိတ်တွေပြောင်းသွားပြီစိတ်တွေတခါလဲပြောင်းသွားပြီခုနတုန်းကချစ်ချင်းအခုမုံရင်းရောက်သွားပြီချစ်ချင်းနဲ့မုံရင်းအင်မတန်နီးတယ်နော်အင်မတန်နီးတယ်နော်ဇက်ဆိုးဘက်လှည့်လိုက်တာနဲ့မုံရင်းတန်ရောက်တာပဲအဲ့တလောက်တော့မြန်တယ်လို့ဦးစင်းထင်တယ်ဒီလူတွေပိုသိပါလေအဲ့ဒါကအဲ့ဒီတော့ဒီရှင်လေးကဘာတော့ဆိုတော့ဒင်းကပျော်လို့ပါလား အဲ့ဒါနဲ့ချစ်ချင်းကနေမုံညင်းညီကူးသွားတော့သောတော်တုံးကပြောခဲ့တဲ့အမြင့်တို့ဒေါသတို့ဖြစ်လာဖြစ်လာတော့ဘာလုပ်တုံးဆိုတော့သဲတောင်ပြင်ပေါ်တက်သဲလေးကို လက်နဲ့ကုတ်ကုတ်ပြီးတော့ပင်လယ်ထဲကိုဇက်ပစ်ချဟုတ်လားအဲ့ဒါနေတောင်ပြင်ပေါ်တက်သဲလေးကိုလက်ကလေးနဲ့ကုတ်ရှင့်လက်ကဘလောက်ကြီးမှလဲသေးသေးလေးအဲ့ဒီသဲလေးကိုကုတ်ပြီးတော့ပင်လယ်ထဲထည့်အဲ့ဒီတော့ကန်းဆောင်နှက်ကဟာကောင်မင်းဘာဖြစ်ပြန်လာတော့သူတို့ကိုမမြင်ခင်ဘူးတဲ့ သူတို့ကိုမမြင်ရင်ဘူးဒါကြောင့်ပင်လေရည်ဒီခန်းသွာမှဖြစ်မယ်ပင်လေရည်ဒီဘာတဲ့တော့အဲ့ဒီပင်လေရည်ခန်းသွာအောင်သဲရည်နဲ့ဖို့နေတာတဲ့ဟင်ဒကာကြီးတို့မိုက်များအဲ့ဒီတော့မုံချင်းမှာ အစွမ်းတက်တည်တွေမရှိဘူးလားချစ်ချင်းမှာကောအဲ့ဒီချစ်ချင်းမုံချင်းကြောင့်ဖြစ်ပေါ်လာသောအစွမ်းတက်တည်သည်တတ္တဝါကိုပင်ပန်းစေတာကြီးပဲဘယ်ရာကမှမသက်သာရှိဘူး ီတော့ဒကာဓမ္မတို့ဥစဉ်တို့တွေကရှင်ကလေးကိုအပြစ်တင်မစောနဲ့ကိုလည်းရှင်ကလေးနဲ့သိပ်မကွာဘူးမကွာဘူးမကွာဘူးနော်ချစ်ချင်းကခိုင်းလို့လုံရတဲ့အလုပ်ဒီအဲ့ဒါဘာလုပ်နေတာလဲပင်လေရေခန်းအောင်လုပ်နေတာဟုတ်လားမုံကြီးကခိုင်းလို့လုံရတဲ့အလုပ်ဒီပင်လေရေကိုသဲနဲ့ဖုံးနေတာပြီးနိုင်ဘူးဗျာတန်တရားတစ်ချောင်းလုံးလုတ်ခဲ့တာပဲဟင်ချစ်ချင်းရဲ့ကြီးကျွံဖြစ်လို့လုတ်ခဲ့ရတာတွေပြောခဲ့ရတာတွေအခုပြီးပြီလား ဘယ်တော့ပြီးမှာလဲကဲမုံညင်းကြောင့်လုခရတာ၄များလာပြီအခုပြီးပြီလားဘယ်တော့ပြီးမှာတော့ဘယ်တော့မှမပြီးဘူးဒါကြောင့်ချစ်ချင်းကို သူတော်ကောင်းတွေက မကြိုက်ဘူးလို့ဒီလိုပြော